မင်္ဂလာပါရှင်တော်လန်ရဲဘော်များအားလုံးနဲ့တော်လန်ပြည်သူအားလုံးဘေးရန်ကင်းကွာရှင်လန်းကြမှာကြပါစီရှင်9ရက်10လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ခါထောက်ပို့မှုမတန်းများကိုကျမတို့ဝင်းဟင်း channel မှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ဒဇယ်မြို့နယ်တနေရာတို့ဒရက်ဦးလေတက်မှာတက်တော့ဝိုင်းတွဲစစ်ထောက်ပို့ဘုံကျဲလင်းရင်တစီဖြင့်မနက်7:56မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲက ဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။နထိုးကြီးမြို့နယ်တနရာတို့မိထီလာလေတပ်မတတော် Jet Fighter တစ်စီးဖြင့်မနက်၁၂နာရီ၆မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ပြီးမိထီလာလာမာတာမတတော်စက်တက်လေဒီပါရာမိုတာလေးစီးဖြင့်မနက်၅နာရီ၄၄မိနစ်ခန့်အချိန်မှစ၍လေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ညာမြို့နယ်တနရာတို့ ပခောက်ကူတက်မှတရတက်မှတတော်ဆက်တက်လေသည့်ပါရာမိုတာ6စီးဖြင့်မနက်6:48မိနစ်6:50မိနစ်7:22မိနစ်7:25မိနစ်7:26မိနစ်နေ့လယ်3:33မိနစ်3:35မိနစ်3:40မိနစ်ခန့်အချိန်တို့တွင်လေချောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်ဗမောက်မြို့နယ်တနရာတို့တရအုပ်လေတက်မှတတော် Jet Fighter တစ်စီးဖြင့် နက်7:39မိနစ်7:43မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ပေါင်မြို့နယ်တနရာသို့မုံရနာမခမတက်သောဂျိုင်ရိုကော်ပတာ3စီးဖြင့်မနက်7:20မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မြင်းမှုမြို့နယ်တနရာသို့မုံရွာနာမခမတက်သောဂျိုင်ရိုကော်ပတာ3စီးဖြင့်နေ့လယ်3:28မိနစ် 3နာရီ30မိနစ်ခန့်အချိန်မှစတင်ပြန်ဝဲကလေကြောင်းတက်ခိုင်းမှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမြို့နယ်တနရာသို့တရက်ဦးလေးတပ်မှတပ်တော် jet fighter တစ်စီးဖြင့်နေ့လယ်3နာရီ20မိနစ်ခန့်အချိန်တွင် လေကြောင်းတက်ခိုင်းမှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ဗမော်မြို့နယ်တနရာသို့မြကြီးနားလေးတပ်နှင့်မိထီလာလေးတပ်မှတပ်တော် jet fighter လေးစီးဖြင့်မနက်10နာရီ16မိနစ်နေ့လယ်2နာရီ53မိနစ်၂နာရီ59မိနစ် 3နာရီတမနစ်ညနေ9နာရီတမနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တီဘောမြို့နယ်တနရာတို့တရက်ဦးလေးတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်နေ့လယ်2နာရီ30မိနစ်ခန့်အချိန်တွင်လေကြောင်းတိုက်ခိုက်မှု9ကြိမ်ပြုလုပ်သွားခဲ့ပြီးမိထီလာလေးတပ်မှတပ်သောဝိုင်တွဲစစ်ထောက်ပို့ဘုံကျဲလေရင်တစ်စီးဖြင့်နေ့လယ်12နာရီ35မိနစ်ခန့်အချိန်မှစတင်ပြောင်းလဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ငဖဲမျိုးနဲ့တဏျာတို့မကွေးလေတံမတက်သောဝိုင်းတွဲစစ်ထောက်ဖို့ဘုံကျဲလေရင်တစည်းဖြင့်နေ့လယ်၁၂နာရီ၅မိနစ်ခန့်အချိန်မှစတင်ပြောင်းဝဲကဘုံကျဲလေကြောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ကြောင်မဲမျိုးနဲ့တဏျာတို့တတဦးလေတံမတက်သောဂျက်ဖိုင်တာတစည်းဖြင့်နေ့လယ်၂နာရီ၂၈မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။၅ရက်၁၀လ၂၀၂၅ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် တရတ်ဦးလေးတက်မြကြီးနာမကွေမိထီလာလေးတက်များမှာဂျက်ဖိုက်တာဝိုင်တွေပါရာမိုတာနဲ့ဂျိုင်ရိုကော့ပတာများပြန်တက်မှုအချိန်ရေ30ချိန်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်းစကိုင်းတိုင်းမကွေတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု26ချိန်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန် ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနာမည်ရှိသက်ဆိုင်ရာတော်လိုင်းရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နာ၍နေထိုင်ကြပါရန်တိုက်တွန်းလိုစွာအပ်ပါသည်ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် Channel မှာလလန်းမီသလောက်ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သော လေးစားတိုက်ခိုက်မှုများလည်းတရှိနေနိုင်ပါသေးသည်မိဘပြည်သူများအနေဖြင့်လေးရင်ဖြတ်တန်းသည့်သတင်းနှင့်လေးစားတိုက်ခိုက်မှုများကိုသိရှိရပါက ဝေဟင် Telegram Channel ၏သတင်းလက်ခံအကောင့်ဖြစ်သောဝေဟင် Scoreboard သို့ဆက်သွယ်သတင်းပို့ပေးကြပါယင်မြစ်တာရက်ခံအပ်ပါရရှင်။ယခုကဲ့သို့လေကြောင်းတိုက်ခိုက်မှုသတင်းများအားနေ့စဉ်ကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင် YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။